ဒီနေ့မှာတော့ဂျပန်ဝန်ကြီးချုပ်သေးရဲ့ထိုင်ဝမ်ရေးနဲ့ပတ်သက်ပြီးပြောကြားချက်ပေါ်မြန်မာနိုင်ငံသဘောထားကိုမီဒီယာများရဲ့မေးမြန်းချက်ကိုပြန်လည်ဖြေကြားမှာဖြစ်ပါတယ်ဂျပန်ဝန်ကြီးချုပ်အသစ်ရဲ့ထိုင်ဝမ်ရေးနဲ့ပတ်သက်ပြီးပြောကြားချက်များကိုကျွန်တော်တို့အနေနဲ့နိုင်ငံတကာမီဒီယာတွေမှာတွေ့လိုက်ရပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့မြန်မာနိုင်ငံရဲ့သဘောထားရည်တည်ချက်ကတော့တိမြန်မာနိုင်ငံအစိုးရဟာ တရုတ်နိုင်ငံရဲ့တရုတ်တနိုင်ငံနဲ့မူပါဒ One China Policy ကိုခိုင်မာစွာထောက်ခံရပ်တည်လျက်ရှိပါတယ်။တရုတ်တနိုင်ငံနဲ့မူပါဒ One China Policy ပေါ်မြန်မာနိုင်ငံကခိုင်မာစွာထောက်ခံရပ်တည်လျက်ရှိကြောင်းကိုမြန်မာနိုင်ငံယာယီသမ္မတဗိုလ်ချုပ်မူယီမင်းအောင်လှိုင်ကတရုတ်နိုင်ငံခေါင်းဆောင်များနဲ့တွေ့ဆုံရချိန်တိုင်းမှာထပ်လောင်းအတီးပြုခိုင်မာစွာပြောကြားခဲ့ပါတယ်။နောက်ပိုင်းရဲ့အချက်အလက်တွေကတော့ တရုတ်မြန်မာနိုင်ငံဟာအိမ်ကြီးချင်းမိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီးမဟာဗျူဟာမိတ်ဖက်နိုင်ငံများနဲ့အေးအတူပူအမြအပိုင်ဝင်းကိုတည်ဆောက်နေတဲ့နိုင်ငံများဖြစ်ပါတယ်။ဒီအချက်ပေါ်မှာမြန်မာနိုင်ငံကအထူးအလေးထားတန်ဖိုးထားပါတယ်။နောက်ပတ်သုံးအချက်နေနေရကတော့ငင်းချန်းစွာအတူရှင်တွဲနေထိုင်ရေးမူကြီး၅ချက်ရဲ့ပထမအချက်ပါအတိုင်းတရုတ်နိုင်ငံရဲ့နေမြေတည်တံ့ခိုင်မြဲမှုနဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုအပေါ်မှာ မြန်မာကလေးစားပြီး၎င်းအချက်အပေါ်မှာကာကွယ်ခြင်းကိုမြန်မာက အစဉ်အမြဲထောက်ခံရည်တည်လျက်ရှိပါကြောင်းသဘောထားထုတ်ပြန်အပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်